ဲ့ဒါကတော့ကျွန်တော်တို့အမြဲတမ်းမှန်ကန်တဲ့နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့လှုပ်ဆောင်ရမယ်အမြဲတမ်းမှန်ကန်တဲ့မူဝါဒတွေဖြစ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ပါတီရဲ့ဖွဲ့စည်းပုံစီမင်းမှာကျွန်တော်တို့စနစ်တကျထည့်သွင်းပြီးတော့ရေးဆွဲထားတာဖြစ်ပါရှင့်အဲ့ဒါကတော့ကျွန်တော်တို့ပါတီအဲတီထောင်ခြင်းမှာအပိုင်းသုံးပိုင်းမှာရှင့်အဲနောက်တစ်ခုကတော့ကျွန်တော်တို့ပါတီတီဆောက်ခြင်းမှာရှင့်ပါတီတီဆောက်ခြင်းကိုကျွန်တော်တို့ဘယ်လိုစခဲ့လဲဆိုလို့ရှိရင်အဲကျွန်တော်တို့စီယုံရေးမှုတွေခန့်တယ်ပေါ့နော်ဒေတာလိုက်စီယုံရေးမှုတွေခန့်တယ် အစီအုံရင်းမှုတွေခန့်ပြီးတော့မှဒီစီအုံရင်းမှုတွေကနေတစ်ဆင့်ပါတီအကြောင်းကိုအာဒီလိုပေါ့တယောက်စကားတယောက်နားနဲ့ပေါ့နော်ကိုခင်မင်းနဲ့သူကိုအတိုင်းဝိုင်းကိုရဲ့လူမှုကွန်ရက်ထဲမှာရှာပြီးတော့မှကျွန်တော်တို့စီအုံရင်းမှုတွေနဲ့တကွာကျွန်တော်တို့စီအုံရင်းမှုတွေနဲ့အတူပေါ့နော်ကျွန်တော်တို့ပါတီဝင်တွေစုဆောင်ခဲ့ပါတယ်စုဆောင်ခဲ့ပြီးလို့ရှိရင်ပြီးလို့ရှိရင်အဲ့ဒီအချိန်တော့လွန်ခဲ့တဲ့2019ပေါ့နော်အောက်တိုဘာလ23ရက်နေ့ပြီးခဲ့တဲ့6နှစ်တည်တည်ရတော့ကျွန်တော်တို့က 2020နှစ်စံပိုင်းဆိုတာနဲ့ကျွန်တော်တို့ကအဲဒီ social media ကနေပြီးတော့မှပါတီဝင်တွေဖိတ်ခေါ်တယ်စီယုံရေးမှုတွေဖိတ်ခေါ်တယ်အဲပြီးလို့ရှိရင်လည်းဒီရွေးကောက်ပွဲလည်းနီးကပ်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့ကိုယ်စလဲလောင်းတွေဖိတ်ခေါ်တာလေအဲကျွန်တော်တို့တပြိုင်တည်းဟိုလုတ်ခဲကြပါလားရှင်အဲ့အချိန်တော့ CEC ဖွဲ့ကတော်တော်လေးဥပင်မှန်းပါလေအဲ့အချိန်ကတော့ကျွန်မလွတ်တော်လည်းတက်နေပါလေလွတ်တော်ဆိုတော့ကျွန်မအတောက်ကြာနေဆိုပြန်လာတယ်ဟိုတင်းငွေတွေညဆိုရင်နေပြီးတော့ပြန်ရောက်တယ်ပေါ့နော်ဆိုလို့ရှိရင်စနေတင်းငွေတွေတော့ကျွန်မအလုပ်လုပ်ပါလေရှင် အကျန်တဲ့အချိန်တွေကတော့ကျွန်တော်တို့ဒူဥပဒထင့်တဲ့တော့ဒူဥပဒဖွဲ့နဲ့တော့ CEC ဖွဲ့ရနေပြီးတော့မှစူးစမ်းပန်းစားနဲ့အစဉ်တစိုက်ဆောင်ရွက်ခဲ့တာဖြစ်ပါလေ။တော့အဲ့ဒါကတော့ကျွန်တော်တို့ပါတီတီထောင်တိဆောက်ခြင်းပါရှင်။ပါတီတိဆောက်ခြင်းလို့ပြောလို့ရှိရင်ခုနကပါတီဝင်တွေများပြားရေးပါတီရုံးခန်းတွေရှိရေးအဲဒါလည်းအရေးကြီးတယ်လို့နောက်တစ်ခါတော့ပါတီတွင်းစနစ်ပေါ့ရှင်။ပါတီတွင်းလုပ်ရေးကာရေးနဲ့ကျွန်တော်တို့စနစ်ချစရာတွေရှိတာကိုကျွန်တော်တို့ညွှန်ကြားချက်တွေနဲ့အချိန်နဲ့တပြေးညီထုတ်ပြီးတော့မှကျွန်တော်တို့ညွှန်ကြားချက်တွေနဲ့ အဲကျွန်တော်တို့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်အဲအဲ့ဒီညွှန်ကြားချက်တွေကိုကျွန်တော်အခုအချိန်မှာတော့ကျွန်တော်တို့ဥပဒေပြုအထောက်ဥပဒေအထောက်အကူပြုကော်မတီဆိုပြီးတော့မှကျွန်တော်တို့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီကတောက်လျှောက်ထုတ်လာတယ်ပေါ့နော်ဒီ6နှစ်အတွင်းမှာတောက်လျှောက်ထုတ်လာတဲ့ညွှန်ကြားချက်တွေစုစည်းပြီးလို့ရှိရင်ကျွန်တော်တို့ကပါတီရဲ့နှီးဥပဒေကျွန်တော်တို့ရေးဆွဲရမှာဖြစ်ပါတယ် ဲ့ဒီဤဥပဒေရေးဆွဲပြီးလို့ရှိရင်အဲ့ဒီဤဥပဒေအတိုင်းကျွန်တော်တို့ကစီစနစ်တကျနဲ့ကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်အခုဤဥပဒေဆွဲမလို့ပေါ့နော်ဒီဥပဒေပြုထောက်ကိုဖွဲ့တာပဲရှိသေးတယ်ကျွန်တော်တို့ကရွေးကောက်ပွဲဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့အခုချိန်ကတော့လူတိုင်းလူတိုင်းပေါ့နော်ကျွန်တော်တို့ပါတီဝင်တွေပါတီမှုဆောင်တွေကိုယ်စားလှယ်လောင်းတွေလူတိုင်းလူတိုင်းဆောင်ရွက်ကြရမှာကျွန်တော်တို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကိုကိုယ့်ဟာကိုယ်လည်းစူးစမ်းနေရမယ်ပြီးလို့ရှိရင်ကိုမျိုးနဲ့ကိုကိုယ်စလဲလောင်းကိုယ့်ရဲ့အဖွဲ့ပေါ့နော်ဒီကိုယ်စလဲလောင်းတွေစုပေါင်းထားတဲ့အဖွဲ့ အမှုဆောင်တွေလည်းပါဝင်တဲ့ရွေးကောက်ပွဲအောင်နိုင်ရေးဖွဲ့နဲ့စူးစမ်းနေကြရမှာဖြစ်ပါတယ်ရှင်။တော့ကျမတို့ပါတီကိုတော့ကျမတို့ကကော်မတီတွေနဲ့ဖွဲ့စည်းပြီးတော့မှအဲကော်မတီတွေနဲ့ဖွဲ့စည်းပြီးတော့မှကျမတို့တော့ပါတီလုပ်ငန်းတာဝန်တွေထမ်းဆောင်တာဖြစ်ပါတယ်။ဆောင်ရွက်တာဖြစ်ပါတယ်။နံပါတ်၁ကတော့ကျမတို့ကဟိုကဘောရှင်စီယုံရင်းနဲ့အတင်းသားကော်မတီပါရှင်ပါတီတခုမှာအတင်းသားကော်မတီစီယုံရင်းနဲ့အတင်းသားကော်မတီမရှိလို့မရဘူးအခြေခံအကြဆုံးကော်မတီဖြစ်တယ် အဲ့ဒါနံပါတ်၁ပါရှင်ကျွန်မဒီချရေးထားတာမရှိတဲ့အတွက်ကြောင့်မို့ကျွန်မဟိုဟိုပေါ့အရေးကြီးတဲ့ဟိုအရေးကြီးတာပေါ့ကျွန်မမှတ်မိတဲ့လောက်လေးကျွန်မပြောပါမယ်ပါတီဟိုပေါ့ကော်မတီတွေတော့ကျွန်မတို့အများကြီးဖွဲ့ပြီးဆောင်ရွက်နေပါရှင်နောက်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဘာနာရေးကော်မတီပြီးလို့ရှိရင်အဲစီမံခန့်ခွဲရေးပေါ့နော်ရုံးလုပ်ငန်းစီမံခန့်ခွဲရေးကော်မတီဒါတွေဖွဲ့ပါမယ်အလုပ်လုပ်ပြီဆိုရင်ကျွန်တော်တို့ငွေရေးကြေးတွေပါလာပြီပြီးလို့ရှိရင်တူတူတယောက်ရဲ့အဲဒီငွေကြေးမဟုတ်ဘဲနဲ့ဒါအများပိုင်းပေါ့နော်ပါတီဆိုတာအများနဲ့ သက်ဆိုင်တဲ့ဖွဲ့စည်းဖြစ်တဲ့အတွက်ကြောင့်မလို့ပါတီရန်ပုံငွေစနစ်တကျသုံးဆွဲဖို့စနစ်တကျထိန်းသိမ်းဖို့ကျွန်တော်တို့ဘာနာရေးကော်မတီတွေလည်းကျွန်တော်တို့ဖွဲ့စည်းပါတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့စီကန်ထိန်းသိမ်းရေးကော်မတီပေါ့နော်လူတွေရှိရင်တော့အပြည့်တနာဆိုတာရှိတတ်တာပေါ့ရှိတတ်တော့ကျွန်တော်တို့စီကန်ထိန်းသိမ်းရေးကော်မတီလည်းဖွဲ့ရပါတယ်ရှင်ကုမ္ပဏီသားစုထဲမှာတောင်ကုမ္ပဏီမရင်းချာနေတောင်တစ်ခါလေကြရင်စိတ်ခတ်မတက်နိုင်ဘူးပေါ့နော်သဘောထားမတိုက်ဆိုင်နိုင်ဒါတွေဖြစ်တတ်တယ်မိဘအနေနဲ့ဖြည့်ရှင်းပေးရတာရှိတယ်ပေါ့နော် ဒါတွေရှိတဲ့အတွက်ကြောင့်မလို့ကျမတို့အနေနဲ့ဒီစီကန်ချင်းသိန်းကော်မတီလည်းဖွဲ့စည်းပါလိမ့်ရှင်။နောက်တစ်ခါတော့ကျမတို့ပါတီတွင်းပေါ့နော်။ဒီပါတီတွင်းမှာဟိုဒီမိုကရေစီကျင့်စဉ်လေးရှိအောင်ဆိုပြီးတော့မှကျမတို့ဒီပါတီရဲ့အမှုဆောင်ရွေးကောက်ပွဲအမှုဆောင်ရွေးကောက်ခြင်းနဲ့ဘ ഹു ညီညီလာခံကျင်းပခြင်းကော်မတီလည်းကျမတို့ဆောင်ရွက်ပါလိမ့်ရှင်။ ကျွန်တော်တို့ကပါတီကိုစတည်ထောင်တဲ့အခါကျတော့ဘ ਹੁ အလုံမှုဆောင်အဖွဲ့နဲ့စပြီးတည်ထောင်တာဖြစ်ပါတယ်။အဲ့ဒါပြီးတော့မှဒုတိယအဆင့်ကတော့တိုင်းနယ်ပြည်နယ်အမှုဆောင်အဖွဲ့နဲ့ကျွန်တော်တို့ဖွဲ့တာဖြစ်ပါတယ်ရှင်။တိုင်းနယ်ပြည်နယ်အမှုဆောင်မှုအဖွဲ့ခင်မှာကျွန်တော်တို့မြို့နယ်ရုံးခန်းတွေမြို့နယ်အမှုဆောင်တွေရှိအောင်လုပ်တယ်။ပြီးလို့ရှိရင်ဒီမြို့နယ်တွေစုပေါင်းပြီးလို့ရှိရင်ကျွန်တော်တို့တိုင်းနယ်ပြည်နယ်အမှုဆောင်တွေဖွဲ့တာဖြစ်ပါတယ်ရှင်။ ော့အခုချိန်ထိတော့တိုင်းနယ်ပြည်နယ်အမှုဆောင်ဖွဲ့ကိုတကယ်ပတ်ကားဖွဲ့ထားတာလည်းရှိသလိုအရာကြီးဖွဲ့စည်းထားတာလည်းအခုချိန်ထိရှိပါသေးတယ်။ကျွန်တော်တို့ကဒါနိုင်ငံရေးပါတီတခုလို့ပြောမယ်ဆိုရင်6နှစ်ဆိုတော့ကျွန်တော်တို့ကမွေးကိစ္စပဲရှိပါသေးတယ်ရှင်။ဟိုလူတွေလို့ပေါ့နော်လူတွေလူတွေမွေးလာကြတဲ့ချိန်မှာအတုံးလာမှာဇက်လေးခိုင်နေဟို6လကြာလို့ရှိရင်ငုတ်တုတ်ထိုင်နေအဲ့လိုပေါ့နော်ပြီးလို့ရှိရင်6လကြာရင်မတ်တက်ရတယ်6လ10လမတ်တက်ရတယ်အဲတနည်းတော့ပြည့်တဲ့အချိန်ကျမှ လမ်းလျှောက်တဲ့ပြေးတယ်ပေါ့နော်ပြီးလို့ရှိရင်တစ်နှစ်တစ်နှစ်ခွဲမှာလေကားတက်တယ်ပေါ့ရှင်အစားတစ်ဖြစ်ဒါမျိုးလေးတွေပေါ့နော်လူတွေလိုပါပဲဒီအဖွဲ့အစည်းတွေလည်းဒီလိုပါပဲရှင်ဒီအဖွဲ့အစည်းတွေလည်းကျမတို့ကဖွဲ့စည်းနေစဉ်ကာလမှာပဲကျမတို့က2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးလည်းကျမတို့ဝင်ခဲ့တဲ့အတွက်ရွေးကောက်ပွဲအတွေ့အကြုံတွေရှိခဲ့ပါတယ်ဒီအတွေ့အကြုံတွေပေါ်မှာမူတည်ပြီးတော့မှကျမတို့ဒီ2025ခုနှစ်မှာပုံမကောင်းမွန်တဲ့ပုံစံနဲ့ကျမတို့အကောင့်ထဲပေါ်ဆောင်ရွက်နေတာဖြစ်ပါတယ်